မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့ဝေမျှတင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာလေးကတော့အာယုန်ချောအနေနေတဲ့လက္ခဏာခုနှစ်မျိုးရှိတဲ့အကြောင်းအရာလေးကိုဘဟုတုတအဖြစ်ဝေမျှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာအာယုန်ချောအနေစီရလက္ခဏာခုနှစ်မျိုးရှိတဲ့အကြောင်းအရာလေးမတင်ဆက်မီမှာကျွန်တော်ရဲ့ DK channel လေးကိုလည်း subscribe နေပေးသွားချပါဦးဗျာ နောက်ထပ်အသေးအသေးထင်တိုင်းသိရှိဖို့ရန်အတွက်ဘေးနာက နိုတီခေါင်းလောင်းလေးကိုလေနှိပ်သေးထွားချပါဦးဖျာကဲဒါဆိုရင်အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာအာယုန်ချိုအာနေစီရီလက္ခဏာခုနှစ်မျိုးကတော့နံပါတ်၁ထုံးချင်းတာပဲဖြစ်ပါတယ်ချီရီလက်တွေထုံးချင်းတာချစ်ဖူးတယ်မလားယာတီဥရုအေးလို့လဲမဟုတ်ဖဲ့ မကြာခဏထုံချင်းနေတာကနေရထိုင်ရခက်ပါတယ်ဗီတာမင်တွေးအနေချင်းကအာယုန်ကြောတွေကို ဖုံးအုပ်ပေးထားတဲ့အကာအကွယ်လွှာကို ထိခိုက်ဖြည့်ဆည်းစေနိုင်ပါတယ်တကြာဥလန်ချောင်းယောဂရီကြောင့်လေဗီတာမင်ဆိုးယူနိုင်စွမ်းကို အနောက်အရှက်ဖြစ်စေနိုင်ပါတယ်။နံပါတ်2အချက်ပိုချမ်းတတ်တာဒင်းနေအီရာနဲ့ကိုက ခိုက်ခိုက်တုံးနေတာမျိုး ခံစားရတယ်ဆိုရင်တော့ သွေးအားနှင်းရောဂါဖြစ်စေနိုင်ပါတယ်ဒီလိုဖြစ်ရတဲ့အကြောင်းရင်းထဲမှာဒီသွေးဓာတ်မလုံလောက်လို့သွေးနီဥတွေနေတာ ဖြစ်စေနိုင်ပါတယ်ဒါဆိုခြေပြားလက်ပြားတွေအေးစပ်ပြီးတဆက်ဆက်တုန်ကြီးချမ်းလာတတ်ပါတယ်နံပါတ်2အုန်းနောက်လို့ဆောင်ချက်တွေက ကမောက်ကမောက်ဖြစ်တာ စိတ်တကြတာအာယုံရှုပ်ထွေးတာမိတက်လာတာအာယုံစူးဆိုင်မရတာတွေက ဒီတွေ့တအနေရကနေဖြစ်လာတဲ့လက္ခဏာတွေပါနံပါတ်၄ပါနေတာဒုကအနေတလို့ဖြစ်နေတဲ့ကျွတ်သားတွေအားမရှိဘူးပင်ပန်းနှုံချိနေမယ်ခေါမှုတယ်ဆိုရင်အာယုံချိုးအနေတာဖြစ်နိုင်ပါတယ်ဒီလက္ခဏာတွေပူဆူးလာတဲ့ကြာလာတဲ့ဆိုရင်တော့ဆရာဝန်နဲ့ပြတာပြီးအာစီတောက်သိရင်တောက်ရပါမယ်နံပါတ်၅ နှလုံးခုန်မြန်လာတာနှလုံးခုန်မြန်လာတာကလေအာယုန်ချိုးအာနေတဲ့လက္ခဏာတွေကတခုပါဝင်ဖြစ်ပါတယ်ကြက်တာကြက်ဥဓာတ်ဥကနေဗီတာမင်တွဲကိုရရှိပါတယ်ဗီတွဲချုပ်တဲ့သူဆိုရင်သွေးအားနေခြင်းစိတ်အထက်ကြမြန်ခြင်းအာယုန်ချိုးထိခိုက်ခြင်းနဲ့အချာပြင်းထန်တဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်နံပါတ်6ဘဇအနာ ဘွာဖုံဒုမဟုရှာမအနာလေးရဖြစ်လာတဲ့ဆိုရင်တော့ဒီတွေအားနေတာတွေအားနေခြင်းဒုမဟုတခြားယောဂအကြောင်းရင်းတစ်ခုခုချောဖြစ်နေနိုင်ပါ रे နဘခွန်ဘိုက်ပြတနာကဒရင်ပြတာအယံပိန်သွားတာဝမ်းချုပ်တာစတဲ့အစာအိမ်နဲ့ဂူလန်ချုံပြတနာတွေဖြစ်လာနိုင်ပါ रे ကိုယ်ထဲမှာဘီတွဲပမာနာချို့တယ်လုံးရင် ဆရာဝင်ပြသည်အာစီထူးသိရင်ထူးရပါမယ်။ဒီအကြောင်းအရာလေးကတော့အာယုံချုံအားနည်းစီတဲ့လက္ခဏာခုနှစ်မျိုးပဲဖြစ်ပါတယ်။မိတ်ဆွေများအားလုံးကိုစိတ်နှဖျားရှင်လန်းချမ်းမြေ့ကြပါစေ။အားပေးဒုတိယချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။